လေးစားအပ်ပါသောဥက္ကဋ္ဌကြီးနှင့်တကားပြည်သူလွတ်တော်ကိုယ်စီများခင်ဗျာကျွန်တော်ကတော့ကရင်ပြည်နယ်လှိုင်းဘွဲ့မြို့နယ်ကလွတ်တော်ကိုယ်စီလေစောသိမ့်ထုဖြစ်ပါတယ်ခင်ဗျာကျွန်တော်မေးချင်တာကတော့လျှက်စစ်နဲ့ပတ်သက်တဲ့မိကွန်းဖြစ်ပါတယ်မြစ်ဆုံရေဂါရာကြီးတိဆောက်မယ်ဆိုတော့ ARE မြေဟာခန်းချောက်ပြီးရေရှားပါတဲ့အန္တရာယ်မရှိနိုင်ဘူးတော့ခင်ဗျာ ဒီမေးခွန်းကိုတော့ဖျားစစ်ဝင်ကြီးကပဲဖြေကြားပါလိမ့်မယ်ဟုတ်ကဲ့ကျွန်တော်ဖျားစစ်ဝင်ကြီးအောင်မင်းပါခုနကကိုစလဲတော်ကြီးရဲ့မေးခွန်းကိုဖြေရမယ်ဆိုရင်မြစ်စုံကြီးကတာကြောင့်ရေရှားပတ်မှုလုံးဝမဖြစ်နိုင်ပါဘူးဘာကြောင့်လဲဆိုတော့ရေကတာဆောင်ရင် ARR မြစ်ရဲ900ခိုင်နှုန်းပဲသုံးဆွဲမှာပါရေရှားပါတာက မိုးကောင်းရင်ရေချမ်းမယ်ရေချရတော့ကျွန်တော်လက်မဆိုင်ပါဘူး ။တရားမင်းနဲ့ပဲဆိုင်ပါလေ။ဒါဆိုရင်ဒီရေကားရာစီမံကိန်းပြီးသွားရင်ပြည်သူလူစီကိုလျှက်စစ်တပ်ဖြောင့်ဝေပေးမှာပေါ့နော်။ No 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 မှားနေတယ်ဗျ။ဒီရေကားရာစောက်တာကတရုတ်ပြည်ကိုလျှက်စစ်ရောင်းဖို့အတွက်စာချုပ်ချုပ်ပြီးသား။ရောင်းတာပတ်ဆိုင်ရတယ်လေ။အဲကျုပ်တို့နိုင်ငံသားတွေကအမောင်းထဲမှာကျင်သားရနေပါပြီ။ဟုတ်ကဲ့။သဘောပေါက်ပါပြီခင်ဗျာ။ ဒီရေကာရာကရေတွေကိုဖောက်ချလိုက်လို့ရှိရင်ဘောင်ဝကျင်ကပြည်သူတွေဒုက္ခမရောက်ဘူးလားခင်ဗျာရေဖွင့်လာကျွန်တော်နဲ့မဆိုင်ပါဘူးကျွန်တော်ရေတကားဖွင့်တဲ့သူမှမဟုတ်တာဗျဟုတ်ကဲ့ဖြေချရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ကတော့ရန်ကုန်တိုင်းတင်ကန်းညွန့်ညွန့်ရဲ့အမတ်ဦးတန်းညွန့်ဖြစ်ပါတယ်ကျွန်တော်မေးချင်တဲ့မေးခွန်းကတော့ခုမြန်မာပြည်မှာကုန်စင်းလုံးအဆမတန်ကြီးမြင့်နေပါတယ်အဲ့တော့ကုန်စင်းလုံးကျဆင်းအောင်ဘယ်လိုစီမံကိန်းတွေနဲ့ဆောင်ရွက်ထားသလဲဆိုတော့ပြောပြပေးသင့်ချင်ပါတယ် ဒီမေကုံးကိုတော့စီးပွားရေးနဲ့ကုတန်ရောင်းကိုရေးဝင်ကြီးကဖြေးချပါလိုက်မယ်ဟုတ်ကဲ့ကျွန်တော်ကစီးပွားရေးဝင်ကြီးငိမ့်အောင် ဖြစ်ပါတယ်ဂုံစေးနှုံးကြီးချင်းဟာပြည်သူတွေသမင်းစားများလို့ဖြစ်ပါတယ်အကယ်၍ဂုံစေးနှုံးကြစီချင်ရင်တော့ ပြည်သူတွေတနစ်ခမင်းနနပုံမှန်မစားတော့ပဲတနပဲစားရင်တော့ကုံစင်းလုံးတိတိတတ်တာကြသွားမှာပါ။အော်ဒီဖြေမှန်းလည်းမသိဘူး။မိကုံမိမရုပ်သိမ်းမှတော်ကြနေကကားပြာကြီးစီးနေအောင်မယ်။ဟုတ်ကဲ့ကျွန်တော်မေးထားတဲ့မိကုံကိုပြန်သိပါမယ်ခင်ဗျာ။ဟုတ်ကဲ့ကျွန်တော်ကတော့ရန်ကုန်တိုင်းတုံလေးမြို့နယ်ကအမတ်ဖြစ်ပါတယ်။ကျွန်တော်မေးချင်တဲ့မိကုံကတော့အခမဲ့ပညာသင်ကြားနိုင်ရေးစနစ်ပါပဲ။ကျွန်တော်တို့နိုင်ငံမှာ လူတိုင်းအတန်းပညာအခမဲ့သင်ကြားနိုင်ရေးစနစ်ကိုဆွေးနွေးအကောင့်တွေဖော်သင့်တယ်လို့ကျွန်တော်တင်ပြအပ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ပညာရေးဝန်ကြီးဦးညံပေါက်ပါခုနကကိုယ်စလဲတော်ကြီးမေးသွားတဲ့မေးခွန်းကိုကျွန်တော်တို့ပဲဖြေပေးပါမယ်။ပညာရေးမှာအခမဲ့သင်ပေးဖို့အတွက်ကျွန်တော်တို့စီမံကိန်းတွေရွေးဆွဲရလို့ပြီးသွားပါပြီ။ဒါပေမဲ့စာအုပ်ဘိုးတွေဆရာဆရာမပူဇော်ကြတော့ဘိုးတွေကျောင်းအခတွေနဲ့ ဒီចောင်းយ៉ាងបងវិញတွေတော့ကျွန်တော်တို့ពូទូវិកောက်သွားมาပါဟឹមငါတင်မျက်မှောက်ពូសូវិញနေတူတယ်ဟုတ်ကျွန်တော်ရဲ့အဆိုကျွန်တော်ပြန်យកသေးမှာခင်ဗျာကျမကတော့ကချင်ပြည်နယ်ပမော်ကလွတ်တော်ကိုစလဲမတ်ဖြစ်ပါတယ်။ကျမလည်းပညာရေးနဲ့ပတ်သက်ပြီးတော့အစိုးတခုတင်ပြလိုပါတယ်။ကျမတို့မြန်မာနိုင်ငံမှာတိုင်းဒေသပေါင်းများစွာနေထိုင်ကြတဲ့အတွက်ပညာရေးတင်ညွန့်ညွန့်တက်မှာ တိုင်းတာပါတာစကားကိုထည့်သွင်းပြီးတီယိုညွန့်တဲ့ရေးဆဲဖို့အလေးနဲ့တင်ပြလိုပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ကပညာရေးကိုအရန်တွတ်တက်စေချင်ပါတယ်ခုနကုသလေတော်ကြီးတင်ပြသားလိုပဲအဲဘာသာစကားတစ်ခုတိုးဖို့ကျွန်တော်တို့စဉ်းစားထားပြီးပါပြီငါကငါဆိုလက်ခံတော့ပါပြီအဲကျွန်တော်တို့နောက်ထပ်တိုးပြီးသင်ပေးမယ့် ာသာစကားကတော့ကျွန်တော်တို့အဲအနာဂတ်နိုင်ငံတော်မှာ မရှိမဖြစ်လိုအပ်တဲ့တရုတ်ဘာသာစကားပဲဖြစ်ပါတယ်အမလီတည်ပါပြီတော့တင်ပြတာတော့မှားပါပြီကျမကတော့ကရင်ပြည်နယ်ဖအံရဲ့အမတ်တူဖြစ်ပါတယ်။ကျမမင်းချင်တဲ့မိခွန်းကတော့ပြည်တွင်းစစ်ပွဲတွေကြောင့်တပတ်နိုင်ငံဒုက္ခသည်စခန်းတွေမှာတွားရောက်နေထိုင်နေရတဲ့ဒုက္ခသည်အရေးကိစ္စတွေကိုဘယ်လိုကန်တယ်ဖြေရှင်းမလဲဆိုတာပါပဲရှင်။ ဒီမေကွန်းကိုတော့နေဆက်စီပင်ဝင်ကြီးကဖြေချပါလိုက်မယ်ကျွတ်တို့နိုင်ငံမှာဒုက္ခတယ်ဆိုတာမရှိပါဘူးကျွတ်တို့ကြည့်ပါဘလောက်ထိချမ်းသာတာအဲသူတို့တွေက နိုင်ငံသားကို ထွက်ပြီးတော့စီးပွားသွားရှာတဲ့သူတွေပါအဲကျွတ်တို့တွေက နယ်စပ်ဒေသစီပင်ဖွံ့ဖြိုးတိုးတက်အောင်ဆိုပြီးတော့တရားပေါင်1500ဆင်းလမ်းကမိုင်မောင်း3,6550ဘာကြံသေးပါလေဟင်ဒါမင်းကလမ်းမဆက်တဲ့ကိစ္စကိုဖြေထားတာပဲဟွန်းတက်နိုင်တော့ပါဦးရောကြိတ်လိုက်ဦးမဟိုအဲ့လိုပါပဲ အဲ့လိုပါပဲဟိုနေဆက်ဒေသတွေမှာနိုင်ငံတော်ကစေတနာကြီးစွာနဲ့ဆောက်လုပ်ပေးထားတာပါဒါပါပဲမေးတာတခြားဖြေတာတခြားဘာမှလည်းမဆိုင်ဘူးကဲရှင်းပြီလားကျင်납ပြီလားကျင်းတတ်သေးပါဦးရှင်ကျမတို့တိုင်းရင်းသားဒုက္ခတွေတွေဟာသူများနိုင်ငံမှာတန်းနေရှင်လို့နေရတာမဟုတ်ပါဘူးပြည်တွင်းစစ်ပွဲတွေကြောင့်ထွက်ပြေးနေရတာဖြစ်ပါတယ်ဒီကိစ္စတွေကိုအမြန်ဆုံးဖြေရှင်းပေးတင်တယ်လို့ထင်ပါတယ်အော်အဲ့ဒီလူတွေလားအဲ့ဒုက္ခတွေလား သူတို့ကတပုံနေပဲလေစတော်ကုတ်တရားချက်ပါလားအဲ့လူလူတွေကတပုံတွေပဲတောင်းကြလူတွေကိုချိန်မိုးဖို့နိုင်ငံတော်ဘတ်ချက်25ရက်ခန်းလုံးစစ်တပ်ဖက်တောင်းရပါလားဟာရွှတ်တော်တွေကစစ်သားအမှတ်တွေကိုကြောက်ရွံ့ထင်တာဟာစကားပြောတတ်သားပဲအဲ့တော့ကြောင်းတပတ်တဲ့ကိစ္စအရေးကိုကန့်ကွက်ပါလားဟုတ်ကဲ့ကျွန်တော်လည်းကန့်ကွက်ပါတယ်ခင်ဗျ ကျွန်တော်ချက်ဖို့မှအကြီးအကျယ်ကန့်ကွက်ပါတယ်ခင်ဗျမဟာရယကန့်ကွက်ပါတယ်ပိုးဆိုးပတ်သက်ကိုကန့်ကွက်ပါတယ်ခင်ဗျအဆိုးပြန်ရုပ်တင်းလိုက်လေတော်ကြနိုင်ငံတော်ရဲ့စီရင်တော်မတိရကောင်းလားဆိုပြီးတော့မှဒုက္ခရောက်သွားလိမ့်မယ်ကျမရဲ့အဆိုးမှတားထားပေးပါကျေးဇူးတင်ပါတယ်ရှင်ကန့်ကွက်မယ်955မယ်ထောက်ခံမယ်မရှိသည့်အတွက်အဆိုးပြက်ပြဲသွားပါပြီကျွန်တော်ချက်ဖို့မှ တခုလောက်ဆွံ့နှွေးတင်ပြခြင်းပါခင်ဗျာဟုတ်ပါပါတယ်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 ကြီးလူတွေကွာအဲ့ချင်မှုတွေနဲ့ဟိုကြံ့ဖို့အမကဘာမှတော့မပြောသေးဘူးစွတ်ထောက်ခံနေတာကျွန်တော်နိုင်ငံဟာဒီလောက်တန်ရာဇတ်ပေါ်များရတာနဲ့ဘာကြောင့်ဆင်းရဲသွားရလဲဆိုတာကိုအဖြေရှာကြည့်တဲ့အခါမှာဆန်ရှင်ရောက်ဖြစ်ပါတယ်ခင်ဗျာမဟုတ်ဆန်ဆန်ရှင်ရောက်ဖြစ်ပါတယ်အဲ့ဒီစီဝိုင်းပိတ်ဆို့မှုကြီးဟာကျွန်တော်နိုင်ငံကိုအကြီးအကျယ်ကိုထိခိုက်စေပါတယ်ခင်ဗျာဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါ တကယ်လို့ကစီးပွားရေးပိတ်ဆို့မှုတွေကမရှိတဲ့ဘူးဆိုရင်ကျွန်တော်တို့ဟာအခုချိန်မှာဆိုမန်ယူလိုအသင်းပြီးတော့ဝယ်လို့ရနေပါပြီခင်ဗျအဲ့ဒါကြောင့်ကျွန်တော်တို့ကိုအကြီးအကျယ်ဒီထိခိုက်နေတာစေတဲ့ဒီစီးပွားရေးပိတ်ဆို့မှုကြီးကိုရောက်သိဖို့တင်ပြရပါတယ်ခင်ဗျထောက်ခံကြပါခင်ဗျမဟာရယာထောက်ခံကြပါပိုးဆိုးပတဲ့ထောက်ခံကြပါခင်ဗျထောက်ခံကြပါထောက်ခံကြပါဟုတ်ကဲ့ထောက်ခံကြပါ ထောက်ခံရလို့ထောက်ခံရမှတ်နေတော့လေဒီလွတ်တော်မြန်မြန်ပြီးမှအေးမှဟွအဲ့ဒါမှလည်းနေဘူးတော့ဝေးမှဟွအေးကမိမနဲ့မီးကိုလွမ်းလို့ပြန်နေလာတယ်။ငါလည်းမင်းမြန်ထောက်ခံပါပဲ။အမှုဆောင်လက်ထိတ်ဆောင်နန်နေအောင်မှာ။ ငက်ခုတ်တော်မူရလဲမရက်ပါလားမူရလဲကြောက်ဦးထောက်ခံနေကြတာထင်တယ်မဖြစ်ဘူးမဖြစ်ဘူးမဖြစ်ဘူးငါလည်းမြန်မြန်ထောက်ခံမှဖြစ်မယ်တော်ကြလေငါတယောက်တည်းမထောက်ခံနေငါထိုင်ကုန်မှာလှုပ်တော့ဦးမယ်မဖြစ်ဘူးမဖြစ်ဘူးငါလည်းထောက်ခံလိုက်မယ်ကျွန်တော်လွတ်တော်ဥက္ကရာကြီးလက်ထောက်ခံပါတယ်ခမလွတ်တော်ကိုယ်စလဲတော်ကြီးများခမကျွန်တော်တို့လွတ်တော်ကိုနောက်နှစ်ခါမှပြန်လည်ကျင်းပမှာဖြစ်ပါတယ် ညီသည့်အရေးကြီးသည့်ကိစ္စပေါ်ပေါ်လွတ်တော်ကိုခေါ်မိမဟုတ်ကြောင်းကျင်းညာအပ်ပါရခင်ဗျာ